မင်္ဂလာပါခင်ဗျာ ACC Computer တရမ်းမှကျဆိုပါတယ်ကျွန်တော်နာမည်နန်လေးဟုတ်ပါကျွန်တော်ဒီကနေ့မှာ Photoshop ကိုသုံးပြီးတော့ဗောနော်ဓာတ်ပုံပို့အောင်ပြင်ပြတဲ့သင်ခန်းစာလေးကိုမျှော်ပေးသွားချင်ပါတယ်ခင်ဗျာအဲ့တော့ကိုယ့်ရဲ့ဓာတ်ပုံတွေကိုယ့်မိသားစုရဲ့ဓာတ်ပုံတွေဗောနော်ကိုယ့်ရဲ့သင်ငယ်ချင်းကိုယ့်ရဲ့အသီးမိတ်ဆွေတွေဓာတ်ပုံတွေကိုပြင်ကျင်နေဆိုလို့ရှိရင်လည်းဒီနီးတန်းလေးကိုသုံးပြီးတော့ပြင်လို့ရပါတယ်နော်အဲ့တော့ဒီသင်ခန်းစာလေးမှာဆိုလို့ရှိရင်တော့ဓာတ်ပုံအဖြူမဲ့ပြင်တဲ့သင်ခန်းစာလေးပါအဲ့တော့ Photoshop software လေးကိုဖွင့်လိုက်ပါမယ်နော် Dev Mode ပြင်မယ်ဆိုလို့ရှိရင် Photoshop software ကိုသုံးပါတယ်အဲ့တော့ Photoshop software လေးကိုဖွင့်လိုက်ပါမယ်နော် okay software လေးဖွင့်သွားပြီဆိုလို့ရှိရင် ကိုပြင်ကျင်တဲ့ဓာတ်ပုံကိုဖွင့်ပေးရပါတယ် keyboard ကနေပြီးတော့ control ရဲ့ OL နဲ့လည်းဖွင့်လို့ရပါတယ် file name ကိုသွားပြီးတော့ open ကိုနှိပ်လေးရပါတယ်နော် okay ဒီထဲရောက်သွားပြီဆိုလို့ရှိရင် ကိုပြင်ကျင်တဲ့ပုံရှိတဲ့နေရာကိုရွေးပါရွေးပြီးသွားလို့ရှိရင် ပြင်ကျင်တဲ့ပုံကိုတစ်ချက်နှိပ်ပြီးတော့ open ဆိုတာလေးကိုနှိပ်ပေးလိုက်ပါနော် โอเคပုံလေးရကြလာပြီဆိုလို့ရှိရင်ပထမအုပ်စွာကိုပြင်ကျင်တဲ့ပုံလေးကိုစိုက်ဖြတ်ထားဖို့လိုပါတယ်နော်ပုံဟောင်းပြတော့မယ်ဆိုလို့ရှိရင်ပထမအုပ်စုချက်ကစိုက်ဖြတ်ထားဖို့လိုပါတယ်အဲ့တော့စိုက်ဖြတ်တော့မယ်ဆိုလို့ရှိရင်ဒီတူပေါက်လေးကနေပြီးတော့ crowd 2လေးကိုနှိပ်လဲရပါတယ် C ကိုနှိပ်လဲရပါတယ်နော် keyboard ကနေ C ကိုနှိပ်လဲရရင် crowd 2ကိုနှိပ်လဲရပါတယ် ဒီမှာကျွန်တော်ကတော့ပေါ့နော်ဒီပုံလေးကို80စိုက်လေးနေနဲ့ပြင်ပါပါအဲ့တော့ဒီအနေအထားမှာ8လက်မဆိုတာလို့ယူလိုက်ပါ8တက်ကီတစ်ချက်ကုန်80ကိုယူပါ resolution မှာ300ပါယူပြီးတော့ဆိုလို့ရှိရင်ပုံလေးကို အဲကိုလိုချင်တဲ့နေရာလေးကိုပေါ့နော်ပုံလေးကိုရွှေ့ပေးရပါတယ်အဲ့တော့ပုံလေးကိုအဘေးတစ်ဖက်တစ်ချက်ပေါ့နော်ပုံလေးကိုဆိုက်ဖက်တော့မှာဆိုလို့ရှိရင်ဘေးတစ်ဖက်တစ်ချက်ကိုညီအောင်လေးကြည့်ပေးပါနော်ညီသွားရဆိုလို့ရှိရင်အမှန်ကြီးလေးကိုရှစ်လိုက်ပါအန်နာခေါက်လည်းရပါတယ်နော်โอเคဒါဆိုလို့ရှိရင် ုံလေးကိုဆက်ဖြတ်ပြီးသွားပြီနော်ပုံလေးဆက်ဖြတ်ပြီးသွားပြီဆိုလို့ရှိရင်ပုံလေးကိုပွားပွားပါမယ်เนาะအဲ့တော့ control ရဲ့ G ရနှိပ်ပေးလိုက်ပါပွားရတဲ့အကြောင်းရင်းကကျွန်တော်မူရင်းပုံလေးကိုလိုရလို့ရှိရင်ပြန်ပြီးတုံးလို့ရပါတယ်เนาะကိုကဒီမူရင်းပုံမှာဒါပြင်လိုက်မယ်ဆိုလို့ရှိရင်အဲနောက်ကြာလို့ရှိရင်မူရင်းပုံကိုပြန်ပြီးတော့မရတော့ပါဘူးเนาะအဲ့တော့ control ရဲ့ G ရနှိပ်ပွားလိုက်ပါအဲလေယာတွေကနေပြီးတော့ new ကိုနေပြီးတော့ layer visa combination လေးပွားလို့ရပါတယ်เนาะ โอเคဒါတော့ပုံလေးကိုပွားတာပါပွားပြီးသွားရေဆိုလို့ရှိရင်အဖြူမဲပုံပြပြောင်းမှာဖြစ်တဲ့အတွက်အဖြူမဲပြောင်းဖို့အတွက်ဆိုလို့ရှိရင် image တွေကိုတွားပါเนาะ image တွေမှာရှိတဲ့အဲ adjustment တွေကိုတွားပြီးတော့နော်အဲ disable ဆိုတာလေးကိုတစ်ချက်နှိပ်ပြီးเนาะ control ရေ sorry ဒီမှာ control ရေ shift ကဲ UI နဲ့လည်းနှိပ်လို့ရပါတယ်เนาะ disable ကိုနှိပ်ပြီးလိုက်ပါโอเคဒါဆိုလို့ရှိရင်ပုံလေးရအဖြူမဲပုံလေးပြောင်းသွားပါပြီเนาะပုံလေးပြောင်းပြီးသွားရေဆိုလို့ရှိရင်ကျတော့ဘာလို့မှလဲဆိုလို့ ဒီမှာဒီမလိုအပ်တဲ့ဘောတဲ့ဒီမလိုအပ်တဲ့နေရာတွေကိုဖယ်ထုတ်ရပါမယ်အဲ့တော့ပုံလေးကိုပဲယူမှာဖြစ်တဲ့အတွက်သူ့ကိုပန်တူးနဲ့လှိပါမယ်နော်အဲ့တော့ keyboard ကနေပြီးတော့ PO နှိပ်လဲရပါတယ်တူးပေါက်လေးကနေပြီးတော့ပန်တူးစွာလေးကိုနှိပ်လဲရပါတယ်နော် Okay ပန်တူးလေးကိုစပြီးတော့လှိပါမယ်နော်အဲ့တော့စမနဲ့ဆုံးမက်ကိုဆက်ပေးလိုက်ပါမယ်နော် ဆက်ပေးပြီးသွားရေဆိုလို့ရှိရင်ဒီပုံမှာပုံလေးပုံမှာ right click ကိုနှိပ်ပြီးတော့ main selection ဆိုတာလေးကိုနှိပ်လိုက်ပါเนาะ feather မှာ၃လောက်ကိုထားထားပါမယ်เนาะ feather လေးဆိုတာအနာဝါတဲ့ပုံစံမျိုးလေးပါ feather မှာ၃လောက်ထားလိုက်ပါမယ် okay ဆိုတာလေးကိုနှိပ်ပေးလိုက်ပါဒါပုံလေးရ selection ဝင်သွားပါလိမ့်မယ်ပုံလေး selection ဝင်သွားရေဆိုလို့ရှိရင် keyboard ကနေပြီးတော့ control ရဲ့ j နဲ့တွဲပြီးတော့နှိပ်ပေးလိုက်ပါเนาะ selection လေးကိုပွားလာပါ Okay ဒါဆိုလို့ရှိရင် ပုံလေးရပွားသွားပါပြီเนาะနောက်ခံဒီနောက်ခံ background တွေကိုမျက်စိလေးမြှိထားပါမယ်เนาะ Okay ဒါဆိုလို့ရှိရင် ပုံလေးကိုတော့မလိုအပ်တဲ့အစိတ်ပိုင်းတွေကိုနောက်ခံတွေကိုဖျက်ဖျက်ထုတ်ပြီးသွားပါ යි ဒါလေးပြီးသွားပြီဆိုလို့ရှိရင်ပုံလေးမှာရှိတဲ့အစက်ပြောက်တွေကိုဖယ်ရှားပါမယ်အဲ့တော့ filter တွေကိုသွားပါเนาะဒီမှာ filter မှာဆိုလို့ရှိရင်ဒီ noisy တွေ ဒက်ဆန်စထရက်ဆိုတာလေးကိုတစ်ချက်နေလိုက်ပါနော်ဒါလေးရတော့ဒီမလိုအပ်တဲ့ပေါ့နော်မလိုအပ်တဲ့ဒီအဆက်ပြောက်တေးသေးတေးသေးလေးကိုဖယ်ဖယ်ပေးရပါโอเคဒီမှာတစ်ခုပြောစရာရှိတာကဒီဒက်ဆန်စထရက်လေးကသူ့ရဲ့ဒီရာဂန်နှုန်းလေးကိုတိုးပေးလိုက်မယ်ဆိုလို့ရှိရင်နှာခေါင်းလေးရပါဇက်တွေနေရာမှာအပေါက်တွေပိတ်သွားလို့တွေ့ရပါလိမ့်မယ်เนาะအဲ့တော့နှာခေါင်းနေပါဇက်တွေကိုဖိထားဖို့လိုပါတယ်အဲ့တော့ဖိထားမယ်ဆိုလို့ရှိရင်သူ့ကို ပန်တူးလေးနဲ့ပေါ့နော်ဒီကိုပတ်တူးလေးနဲ့သူ့ကို selection ပေးလိုက်ပါမယ်နော်ဖေရပါအဲ့တော့ပတ်တူးလေးနဲ့မလိုချင်တဲ့မျက်စိတွေကိုမလိုချင်တာဖြစ်တဲ့အတွက်ပတ်တူးလေးနဲ့ select ပေးပြီးတော့ဖေးထားလိုက်ပါမယ် select ပေးလိုက်ပါနော် okay ဒီဘက်တစ်ခုမှာလဲ select ပေးမှာဖြစ်တဲ့အတွက် keyboard ကနေပြီးတော့ shift key ကိုနှိပ်လဲရပါတယ်တို့မော add to select ဆိုတာလေးကိုလဲဒါလေးကိုတစ်ချက်နှိပ်မယ်ဆိုလို့ရှိရင်လဲရပါတယ်နော်ဒါလေးကတော့မလိုအပ်တဲ့ အစ်စ်ပြောက်လေးကိုဖိတ်ကျင်တာဖြစ်တဲ့အတွက်နှာခေါင်းတွေကိုပါလာမယ်ဆိုလို့ရှိရင်ဒီနှာခေါင်းတွေပါဇက်တွေအပေါက်တွေကပိတ်သွားပိတ်သွားလို့ပေါ့နော်ဒါလေးကိုဖယ်ပေးရပါ OK အဲ့တော့ပါဇက်လေးကိုလည်းနှာခမ်းလေးကိုလည်းဖယ်ပေးလိုက်ပါမယ် OK အဲဖယ်ပြီးသွားပြီဆိုလို့ရှိရင် selection ကို impact လုပ်ပါမယ်ဒါ select ထဲကိုသွားပါ impact ဆိုတာလေးကိုနှိပ်ပေးလိုက်ပါနော်ဒါဆိုလို့ရှိရင် selection ကိုဘြောင်းပြန်ယူလို့ပြီးသွားပါ යි ပြီးတော့လို့ရှိရင်အစောအလိုပဲဖေတာတွေကိုသွားပြီးတော့နိုစီတွေကိုသွားပြီးတော့ဒက်ဆန်ဆွတ်ဆွာလေးကိုတစ်ချက်နေလိုက်ပါโอเคဒီမှာကိုလိုချင်တဲ့အတုချော်လေးကိုလုပ်လို့ရပါတယ်နော်အဲပုံရင်းကိုတားကြီးပြစ်သွားအောင်ကြီးမလုပ်ပါဘူးနော်မူရင်းပုံကြီးကိုတားကြီးပြစ်သွားအောင်မလုပ်ပါဘူးဒီမှာရခိုင်နှုန်းတွေများသွားမယ်ဆိုလို့ရှိရင်ပုံတွေကနေပြီးတော့ ကွက်သွားတယ်လို့တွေ့ရပါလိမ့်မယ်နော်ဒီမှာဆိုလို့ရှိရင်ငိုပုံနဲ့မူရင်းပုံကိုလည်းရှင်းပြီးတော့လည်းကြည့်လို့ရပါတယ်နော်โอเคဒါဆိုလို့ရှိရင်ရမယ်เนาะโอเคပြီးတော့လို့ရှိရင် okay ဆိုတာလေးကိုနှိပ်ပေးလိုက်ပါဒီ selection ဖျောက်ဖက်တော့ဆိုလို့ရှိရင် keyword ကနေပြီးတော့ control ရဲ့ d ရဲ့တွဲပြီးတော့နှိပ်ပေးလိုက်ပါဒါဆိုလို့ရှိရင်ဒီမလိုအပ်တဲ့တိတိဖွဲ့ဖွဲ့လေးကိုလည်းပျောက်သွားပါ යි ဒါလေးပျောက်သွားပြီဆိုလို့ရှိရင် မဒီဖြူဖြူပေါ့နော်ဒီအစိပ်ပိုင်းတွေကိုလည်းဖယ်ဖို့လိုပါတယ်အတော့ဖယ်တော့မယ်ဆိုလို့ရှိရင် spot healing bread ကိုသုံးပါမယ်နော် spot healing bread ကိုသုံးပါမယ်အတော့ဒီပက်ရဲ့အပေါ်မှာ spot healing bread ဆိုတာရှိပါတယ်ဒီအဲဒီဘက်လို့မသုံးခင်ပါအရင်ဆုံးလုံးတင်တာတော့ပစ်ဆယ်လေးကိုပစ်ဆယ်လော့ခတ်ထားဖို့လည်းပါတယ်ပစ်ဆယ်လော့ခတ်မတောက်ဆိုလို့ရှိရင်ဒီမှာအပြင်ဘက်ကြီးကိုဒီရောက်သွားယူတွေ့ရပါလိမ့်မယ်เนาะအဲ့တော့အပြင်ဘက်ကြီးကိုမြောက်ရှင်တာဖြစ်တဲ့အတွက်ပစ်ဆယ်ဆိုရတဲ့ပစ်ဆယ်လော်လေးကိုတစ်ချက်နှိပ်ပေးလိုက်ပါဒါတော့ပစ်ဆယ်လော့ခတ်တာပါเนาะ လို့ရှိရင်ဒီမလိုအပ်တဲ့အစိတ်ပိုင်းတွေကိုဖယ်ရမယ်နော်သူ့ကိုကြီးကျင်တယ်ဆိုလို့ရှိရင် keyboard ကနေပြီးတော့ဒီ6000ကျွေးလေးနဲ့လည်းကြီးလို့ရပါတယ်နော်6000ကျွေးလေးနဲ့ကြီးလို့ရပါတယ်ဒါပြည်အောင်စုဖောက်ရေးဝန်ထမ်းရမလို့သူ့ကိုဖယ်လိုက်ပါမယ်၄000ကျင်းနဲ့ကျေလို့ရရယ်ကျင်းလို့ရပါရယ်เนาะဒီမှာတအားကြီးမကျေပါဘူး ကိုလှုပ်ရှင်တဲ့ဘောနဲ့ဖြောက်ရှင်တဲ့အရာလေးတော့ပဲဖြောက်ပါမယ်အဲ့တော့တရားရင်ဖိပြီးတော့ဆွဲလိုက်ပါမယ်နော် Okay ဒါလေးကိုဖယ်လိုက်အောင်နော်ဒါလေးကိုဖြောက်လို့ရပါတယ် Okay တားလေးပြီးတော့ရေဆိုလို့ရှင်တော့ကဘာလို့ပါလဲဆိုလို့ရှင်ပုံကိုအလင်းမောင်ရှိပါမယ်နော်အလင်းမောင်ရှိပါမယ်အဲ့ကြတော့အလင်းမောင်ရှိဖို့အတွက်ဆိုလို့ရှင် keyboard ကနေပြီးတော့ control ရဲ့ error နဲ့လည်းနှိပ်လို့ရပါတယ်နော် control ရဲ့ error နှိပ်လိုက်ပါ control ရဲ့ error နှိပ်ပြီးသွားပြီဆိုလို့ရှိရင်ဒီမှာသူ့ရဲ့ဘာလို့ဒီမှာပုံနေတဲ့ဟာတွေဒါပုံနေတဲ့ဟာတွေပေါ့နော်ရှေ့ကိုတိုးပေးလိုက်ပါနော်သူ့ရဲ့ထက်မှာဘာမှမရှိတော့ပါဘူးအဖြူမဲဖြစ်လေးဖြစ်တဲ့အတွက် color တွေမရှိတော့ပါဘူးအဲ့တော့ဒီမှာအလင်းပေါင်လေးကိုကိုယ်ရဲ့စိုက်နေတက်တယ်လို့လေးချိန်လို့ရပါတယ်နော်ကြည့်ရဆိုလို့ရှိရင် okay ကိုနှိပ်ပေးလိုက်ပါနော် โอเคဒါလေးပြီးသွားရဲ့ဆိုလို့ရှိရင်နောက်ကဘာလုပ်မှာလဲဆိုလို့ရှိရင်ဒီပုံတွေမှာရှိတဲ့ဒီအဆက်ပြောက်တွေကိုထည့်ပြီးတော့ဖဲ့ပါမယ်เนาะပုံတွေမှာရှိတဲ့အဆက်ပြောက်တွေကိုဖဲ့ပါမယ်ဖဲ့မှာဖြစ်တဲ့အတွက်ရင်းဥဆုံးအဆက်ပြောက်လေးကို right way လေးနဲ့ short တာဖို့လွယ်ပါတယ်เนาะအဲ့တော့ဖဲ့တာတွေကိုသွားပါဖဲ့တာတွေမှာရှိတဲ့ဒီ right အဒီအဲ right way လေးဆိုတစ်ချက်နှိမ့်လိုက်ပါเนาะ image အဲ့ဒီ image image တွေထည့်ရနေပြီးတော့ night west lake ဆိုတာကိုတစ်ချက်နှိမ့်ပေးလိုက်ပါเนาะ โอเคနိုင်ဝဲလေးပွင့်သွားပြီဆိုလို့ရှိရင်โอเคနေလိုက်မယ်เนาะโอเคဒီမှာဆိုလို့ရှိရင်အဆက်ပြောင်းလေးကိုဖယ်မှာဖြစ်ပါတယ်အဲ့တော့โอเคဆိုတာလေးကိုတစ်ချက်နေပေးလိုက်ပါเนาะဒါဘာမှချိန်နေစရာမလိုပါဘူးโอเคပြီးသွားပြီဆိုလို့ရှိရင်မျက်နှာပေါ့เนาะဒီမျက်နှာကိုရှင်းပါမယ်မျက်နှာကိုရှင်းမှဖြစ်တဲ့အတွက်ဘာလို့ဒီသူ့ရဲ့ငโกလီယာကြီးကိုကွန်ထရိုးဂျင်နဲ့ပွားလိုက်ပါမယ်เนาะ ကိုတို့ကျင်တဲ့ဘွားရဲ့အကြောင်းရင်းရတော့တခုခုမျက်နာမှာရှုံဝန်းသွားရဆိုလို့ရှိရင်ပြန်ပြီးတော့ပြန်ယူလို့ရပါတယ်နော်ကွန်ထိုးရဲ့ JN နဲ့တွဲပြီးနှိပ်ပေးလိုက်ပါအဲ့တော့တွဲနှိပ်ပြီးသွားရဆိုလို့ရှိရင်အောက်ကကောင်လေးကိုဒီအပေါ်ပေါ်နော်အပေါ်ပွားရတဲ့ကောင်လေးကိုမျက်စိမှိတ်လိုက်ပါမယ်နော် Okay ဒီမှာဆိုလို့ရှိရင်မျက်နာကိုပြင်ပါတော့မယ်နော်မျက်နာကိုချောပါတော့မယ်ချောပါဖြစ်တဲ့အတွက် အဲဒီမှာဆိုလို့ရှိရင်ဘာတူးလေးနဲ့ချောပါလဲဆိုလို့ရှိရင်စမှုတူးလေးနဲ့ပေါ့နော်ဒီစမှုတူးလေးနဲ့ချောပါမယ်နော်ကြာစမှုတူးလေးကိုတစ်ချက်နှိပ်လိုက်ပါနှိပ်ပြီးသွားရဲ့ဆိုလို့ရှိရင်ဒီမှာသူ့ကိုအနားကိုဖြွားဖြွားတဲ့ပုံစံမျိုးလေးသုံးပါမယ်နော်အဲ့တော့အဲဒီပုံစံလေးသုံးပါမယ်ဒါလေးကိုတစ်ချက်နှိပ်လိုက်ပါနှိပ်ပြီးသွားရဲ့ဆိုလို့ရှိရင်သူ့ကိုအဲသူ့မှာဆိုလို့ရှိရင်ဒီကဒီမှာတစ်ခွနော်တစ်ချက်အရေး ါလည်းပြောစရာရှိတာတော့ spelling မှာအမြဲတမ်းဒီ spelling မှာ sorry ဒီ spacing မှာအမြဲတမ်းအမှန်ချစ်ဖြုတ်ထားဖို့လိုပါတယ်เนาะအမှန်ချစ်ဖြုတ်မထားဘူးဆိုလို့ရှိရင်အဲဒီစမုဒ်ဒူးလေးကိုသုံးမယ်ဆိုလို့ရှိရင် အသားတွေကနေပြီးတော့လိုက်ပါနေတဲ့ပုံစံမျိုးတွေဖြစ်နေပါလိမ့်မယ်เนาะအဲတော့ spacing မှာအမှန်ချစ်ဖြုတ်လိုက်ပါဖြတ်ပြီးသွားရည်ဆိုလို့ရှိရင်စပြီးရှင်းပါတော့မယ်เนาะရှင်းပါဖြစ်တဲ့အတွက်၄000ခွင်းလေးနေလေဖြီးပြီးတော့ ျွန်တော်ကနေပြီးတော့အသေးကြီးတွေပြောင်း bright side တွေပြောင်းလေးလို့ရပါတယ်နော်ဒီတိုင်းလေးသူ့ရဲ့နဖူးရဲ့ကောက်ကြောင်တန်းလေးတိုင်းဖြောလို့ရပါတယ်ဒီကိုဝါပါမယ်အဲ့တော့မြခုံးမွေးလေးဆိုရမှာဆိုလို့ရှိရင်လည်းလည်းတကူဝါလို့ရပါတယ်နော် သူ့မှာသူ့ရဲ့ရာဂိုင်နှုန်းမှာ20ရာဂိုင်နှုန်းလောက်ထားပေးလိုက်မယ်နော်20ရာဂိုင်နှုန်းလောက်ထားပေးလိုက်ပါမယ်ပြီးရင်အနာခေါ်လိုက်ပါမြက်ခုံးလေးဝါမှာဖြစ်တဲ့အတွက်မြက်ခုံးလေးကိုဆိုင်လို့သိပေးလိုက်ပါနော်မြက်ခုံးလေးကိုအဲဒီမှာအနာဝါတဲ့ဖွာတဲ့ပုံစံမျိုးလေးတုံးပါမယ်နော်ဖွာတဲ့ပုံစံမျိုးလေးဒီထဲမှာရှိပါတယ်ဒီတော့ breath breath ထဲမှာရှိပါတယ်အဲ့တော့ဖွာတဲ့ပုံစံမျိုးလေးနဲ့ဝါပါမယ်နော်ဒီမှာတစ်ချက်ပြောစရာရှိရအမြဲတမ်းဒီ space မှာအမှန်ရှိဖြုတ်ထားဖို့လိုပါရယ်နော် ဒါ bread တစ်ခုယူရဲဆိုလို့ရှိရင် spacing ကိုတစ်ခါဖြုတ်ပေးရပါတယ်အဲ့တော့မျက်ခုံးမွေးလေးကိုအနားလေးဝါပေးလိုက်ပါမယ်နော် okay ဒါဆိုလို့ရှိရင်เนาะပြီးသွားပြီနော်ဝါပြီးသွားပြီဆိုလို့ရှိရင်ဒီကအောက်ကအင်ဂျီလေးကိုเนาะအင်ဂျီလေးမှာရှိတဲ့ဆက်ပြောင်းတွေကိုထပ်ပြီးတော့ဝါပါမယ်နော် ပတ်တူးလေးကိုတစ်ချက်ယူလိုက်ပါယူပြီးသွားရဆိုလို့ရှိရင်သူ့ကိုကဒီမှာသူ့ကိုလည်းအစောအလိုအနာအနာပေါ်တော့ဒီမှာအနာလေးဖွာတဲ့ဟာလေးတုံးပါမယ်နော်ဒါလေးကိုတစ်ချက်နှိပ်လိုက်ပါနှိပ်ပြီးသွားရဆိုလို့ရှိရင်သူ့ရဲ့ရာဂိုင်တော့ပါဒီတကအကြလို့ရှိရင်အဲ30လောက်30လောက်ထားကြည့်မယ်နော် Okay sorry ဒီမှာဒီမှာတစ်ချက်ပြောစရာရှိရဘာလို့မှလဲဆိုရင် space မှာအမှန်ချစ်ဖြုတ်ထားဖို့လိုပါတယ်နော်ထုတ်ထားပြီးသွားရဆိုလို့ရှိရင်အနာလေးကိုဝါကြည့်လိုက်ပါမယ်နော် โอเคဒါဆိုလို့ရှိရင် easy လေးကိုလည်းချောပြီးချောလုပ်ပြီးသွားပါရနော် engine လေးလည်းချောလုပ်ပြီးသွားပြီဆိုလို့ရှိရင် engine လေးကိုသူ့ကိုလည်း asset ပြောက်လေးဖြောက်ဖို့အတွက်ဆိုလို့ရှိရင် အကျန်ဘောအဆက်ပြောက်လေးညီသွားအောင်တော့ပါအဲ့တော့ပတ်ပတ်တွေးလေးကိုယူတယ်နော်ပတ်တွေးလေးကိုယူပြီးတော့ engine လေးကို selection ပေးလိုက်ပါမယ် selection ပေးပြီးသွားပြီဆိုလို့ရှိရင်အနားလေးဝါကျင်တာဖြစ်တဲ့ဖိတာတွေကနေပြီးတော့ night ကိုနေပြီးတော့ဒါဆက်ဆွဲဆော်လေးကိုတစ်ချက်နေလိုက်ပါ ကိုကြိုက်နေတက်တက်လို့အနေထားကိုကျွေးလို့ရပါရဲ့နော် okay okay လို့ပေးလိုက်ပါနော်အဲဒီမှာဆိုလို့ရှိရင်ဒီဘက်ကိုလည်းဆက်လက်လေးပေးလိုက်ပါမယ်နော်ပြီးရင် feather တဲကိုသွားပြီးတော့ noise ဆိုတဲ့ထဲမှာတက်ဆန်ထွက်တော့ကိုယူပြီးတော့ okay နှိပ်ပေးလိုက်ပါဒါဆိုလို့ရှိရင်ပုံအဆက်ပြောင်းလေးလည်းဖြောက်သွားပါလိမ့်မယ်နော်ဒါနဲ့ပြီးသွားပြီဆိုလို့ရှိရင်အင်ဂျင်တောင်ရောင်လေးအင်ဂျင်တောင်ရောင်လေးရှင်းပြီးသွားပြီဆိုလို့ရှိရင် ောက်တစ်ခါဒီစပင်ကိုနော်စပင်လေးရှော့ပါမယ်နော်โอเคစပင်လေးရှော့ပါမယ်စပင်ကိုရှော့ဖို့အတွက်ဆိုလို့ရှိရင်သူ့ကိုစမတ်တူးလေးကိုယူလိုက်ပါနော်ဒီစမူဒူးလေးကိုယူလိုက်စမူဒူးလေးကိုယူပြီးသွားရဆိုလို့ရှိရင်စပင်လေးကိုလည်းအနားဝါးတဲ့ဖွာတဲ့ပုံစံမျိုးလေးသုံးပါမယ်နော်ဟာဒီအားလေးတစ်ချက်နဲ့လိုက်ပါမယ်ပြီးကီဘုတ်ကနေပြီးတော့၄000ခွင့်လေးနဲ့အတွေ့အကြုံ share လို့ရပါတယ် โอเคဒါဆိုလို့ရှိရင်ဇပင်လေးကိုလည်း short ပြီးသွားတယ်เนาะဇပင်လေး short ပြီးသွားရဆိုလို့ရှိရင်နောက်တစ်ခါဇပင်လေးကိုဇပင်တဲ့မျက်လုံးနှာခေါင်းလေးကိုသူ့ကိုအဲပုံစံလေးပုံလေးပုံစံလေးဖော်ပါမယ်เนาะပုံစံလေးဖော်ပါမယ်အဲ့တော့မျက်လုံးလေးကိုလည်း အနေအောင်လေးဖြစ်ဖို့အတွက်ဆိုလို့ရှိရင် brand 2လေးကိုနော်အဲ brand 2လေးကိုတစ်ချက်ယူလိုက်ပါမယ် brand 2လေးကိုယူပြီးသွားရဲ့ဆိုလို့ရှိရင်သူ့ကိုသူ့ကိုလည်းဒီမှာနားဖွာရရလို့ယူပါမယ်เนาะသူ့မှာဒီမှာဆိုလို့ရှိရင်เนาะသူ့မှာ rate မှာဆိုလို့ရှိရင် miss stone ပါအဲဒီ explorer မှာဆိုလို့ရှိရင်တစ်ဆယ်ရာရာခိုင်တော့ပါเนาะမြေတောင်အဖွဲ့ဖွဲ့လေးနဲ့ဒီ၄000ကွင်းလေးနဲ့ချဲ့လို့ရပါတယ်เนาะအသေးကြီးကို brand site လေးကိုယူလို့ရပါတယ် okay ဒါဆိုလို့ရှိရင်အပေါ်လေးမှာလည်းသူ့ကို အဲမျက်ခုံးမွေးကိုຢာလေးဖော်ပြလိုက်ပြီနော်โอเคဒီနှာခေါင်းလေးမှာလည်းအရာလေးဖော်ပြလိုက်ပြီနော်ဒီနှာခေါင်းဘေးသားလေးကိုဘေးနားလေးကိုပုံပုံပုံစံလေးဖော်ပြရပါနော်ဝိုက်ပြလိုက်ပါမယ်โอเคပါဇက်နေရာလေးရော ပုံလေးဖော်ပြလိုက်မယ်နော် အကလက်ဘင်းကိုလည်းပုံစံလေးဖော်ပြလိုက်ပါမယ်နော်โอเคဒါလေးရပုံလေးဖော်ပြရပါနော်အဲဒီမှာဆိုလို့ရှိရင် opacity မှာ opacity များသွားရဆိုလို့ရှိရင်လည်းပြန်ပြီးတော့ရှုပ်လို့ရပါတယ်နော်အတွင်းထဲမှာဆိုလို့ရှိရင်အတွင်းထဲမှာမျက်စံလေးကိုအဖြူလေးကိုထည့်မှဖြစ်တဲ့အတွက်ဒီမှာနော် ဒီတုံးလေးကိုယူလိုက်ပါနော်တုံးလေးကိုယူပြီးသွားရဆိုလို့ရှိရင်သူ့ကိုဒီမှာမျက်ကောင်မျက်စံအောင်အဖြူလေးအနေနဲ့ပို့ပြီးတော့ဖြူလောင်ထားပေးရပါနော်โอเคသူ့ရဲ့ obstio များသွားရဆိုလို့ရှိရင်လည်း obstio ချော်လို့ရပါတယ်နော် obstio ချော်ပေးလိုက်ပါမယ်နော်ออสติโอชอบพอด้วยဆိုလို့ရှင်ရင် 뜨고 다 face 와로 아두네요 양피에나 아, 오케이, 아, 디보다 니레베 탈라베나? ာရှော့ကျင်တယ်ဆိုလို့ရှိရင်သူကပုံရိုးဆန္ဒ၄ရာလေးခွဲရမှာတခုကျန်နေခဲ့လို့နော်โอเคဒါဆိုလို့ရှိရင်ဒါလေးရမယ်လို့ထင်ပါတယ်နော်ဒါလေးရသွားပြီဆိုလို့ရှိရင်အဒီသပင်လေးကိုလည်းဒီတုံးလေးနဲ့ပါ brand new လေးနဲ့ပုံစံလေးဖော်ဖော်ပြပါမယ်နော်အဲ့တော့ brand new လေးကိုတစ်ချက်ယူလိုက်ပါယူပြီးသွားပြီဆိုလို့ရှိရင်ဒီမှာအဲ brand မှာအနားဖွာတဲ့နော်ဘောနားလေးဝါးတဲ့ပုံစံမျိုးလေးကိုယူပါမယ်ယူပြီးသွားပြီဆိုလို့ရှိရင် သူ့ကို site လေးကိုကြည့်လို့ရပါတယ်เนาะအဲ့တော့ site လေးကိုကြည့်ပြလိုက်ပါမယ်သူ့ကိုလည်းဒီမှာသပင်းကောက်ချောင်းလေးအတိုင်းပဲဆွဲပေးပါပါမယ်เนาะသပင်းလေးကိုကောက်ချောင်းလေးဆွဲပေးပါမယ်သူ့ရဲ့ပုံစံလေးအတိုင်းဆွဲပေးပါပါမယ်เนาะโอเคအဲ့သပင်းလေးကို national ဆိုလို့ရှိရင်နှဲလို့ရပါတယ်เนาะ t v l y e k a n l d i s w e b i b a m i n a Okay, that's a solution. Both and lay lay follow be doina. Okay, that's a solution. Both lay are to the memorial. ပုံလေးကောင်းနေလို့ပြောလို့ရပါရဲ့နော်ဒီမှာ spot healing bread လေးနဲ့အပေါ်မှာရှိတဲ့ဒါလေးကိုဖယ်ပေးလိုက်အောင်မေနော် ကေဒါဆိုလို့ရှိရင်ပုံလေးကိုချောလို့ပြီးသွားရတယ်ပုံလေးချောပြီးသွားရဆိုလို့ရှိရင်ပုံလေးကိုကိုချောထားတာလေးကမညီမညာဖြစ်နေမှာဆိုရတဲ့ filter တွေကနေပြီးတော့ noise wave လေးနဲ့သူ့ကိုညီပေးလိုက်ပါမယ်နော်တစ်ချက်နေပေးလိုက်ပါပြီးရင်ညီသွားအောင်တော့ဗာနော်ပြီးရင် okay ဆိုတာလေးကိုနှိပ်ပေးလိုက်ပါဒါဆိုလို့ရှိရင်ညီသွားပါလိမ့်မယ်နော် okay နှခမ်းလေးရလေရရင်တော့နှခမ်းလေးရလေသူ့ကိုနည်းနည်းနှိပ်ရှင်လေဆိုလို့ရှိရင်လည်းနှိပ်လို့ရပါတယ်နော် ဘန်ဒူးလေးကိုယူပြလိုက်ပါပါမယ်နော်ကြည့်ပြလို့ရပါတယ် Okay ဒါဆိုလို့ရှင်ပုံလေးကိုတော်တော်များများတော့ရှော့လုပ်ပြီးသွားပါပြီနော်ပုံလေးတော်တော်များများတော့အဲကောင်းသွားပြီလို့ပြောလို့တော့ရပါတယ်နော်ကောင်းဒီရှိသေးတယ်ဒါလေးကတော်တော်ကောင်းနေပါပြီ

ကအဖြူမဲလေးအဖြူမဲလေးထဲမှာဖြစ်တဲ့အတွက်နောက်ခံလေးကိုအဖြူမဲလေးအနေနဲ့ပြန်ပြီးတော့ချိန်ပေးပါမယ်နော်အဲ့တော့အဖြူမဲလေးချိန်ပေးမှာဖြစ်တဲ့ဆနာ brand new လေးနဲ့အဲဒီမျက်ခုံးမွေးလေးပါထပ်ပြီးတော့ဆွဲပေးလိုက်အောင်နော်ဆနာမျက်ခုံးမွေးလေးကြံခဲ့ပါဗျာအဲ့တော့မျက်ခုံးမွေးလေးဆွဲမှာဖြစ်တဲ့အတွက်သူ့ကိုဆနာလိုပဲအနားဖွာတဲ့ပုံစံမျိုးလေးနဲ့သုံးပါမယ်နော်အနားဖွာတဲ့ပုံစံမျိုးလေးနဲ့သုံးမယ် okay တားကြီးတော့မဆွဲပါဘူးเนาะကိုလိုချင်တဲ့ အနေထားလောက်ပဲမြကုံးမွေးလေးကိုဆွဲပါမယ်နော်โอเคဒါဆိုလို့ရှိရင်မြကုံးမွေးလေးလည်းဆွဲလို့ပြီးသွားပြီနော်မြကုံးမွေးလေးလည်းဆွဲလို့ပြီးသွားပြီ obviously တော့ဒါလေးကစောလေးရခွဲဖို့ကြံသွားလို့နော်โอเคဒါဆိုလို့ရှိရင်ဒါလေးကိုရရမယ်နော် โอเคဒါဆိုလို့ရှိရင်မျက်ခုံးမွေးလေးလည်းဆွဲလို့ပြီးသွားပြီစပင်လေးလည်းဆွဲလို့ပြီးသွားပြီเนาะနောက်ခံလေးကိုထည့်ပါမယ်နောက်ခံလေးထည့်ဖို့တော့ဆိုလို့ရှိရင်လေယာဉ်တဲ့လေးကိုနီယူလေယာဉ်ကိုခေါ်လိုက်ပါမယ်เนาะလေယာဉ်လေးမှာဒီလေယာဉ်လေးတစ်ချက် နေပြီးတော့ဒီအပေါ် foreground လေးမှာဆိုလို့ရှိရင်အဖြူမဲလေးကိုချိန်ပေးလိုက်ပါပါမယ်เนาะအဖြူမဲခဲရောင်လေးကိုယူပေးလိုက်ပါပါမယ်အပြင်နေပြီးသွားရလို့ရှိရင်ဒါအကြောင်းဖြစ်ချင်တယ်ဆိုလို့ရှိရင်ဖြစ်ရပါเนาะ keyword ကနေပြီးတော့ order နဲ့ order ကြီးလေးရဲ့ delete ရဲ့တွဲပြီးတော့နှိပ်ပေးလိုက်ပါ okay ပြီးလို့ရှိရင်ပုံလေးကိုဒီဟာလေးကိုအောက်ကိုချပေးလိုက်နော်ပုံလေးအောက်ကိုချပေးလိုက်ပါဒါဆိုလို့ရှိရင် ပုံလေးကိုနောက်ခံလေးကိုထည့်လို့ပြီးတော့နော်ပြင်ချင်တယ်ဆိုလို့ရှိရင်လည်းပြင်လို့ရပါတယ်ဒီမှာကိုလိုချင်တဲ့အနေအထားအတိုင်းပုံလေးကိုလည်းပြင်လို့ရပါတယ် okay ကိုနှိပ်ပါကို order ရဲ့ delete ရဲ့တွဲပြီးတော့နှိပ်ပေးလိုက်ပါနော် okay ဒါဆိုလို့ရှိရင်ပုံလေးကိုဖြူမြဲပုံလေးကိုပြင်လို့ပြီးတော့ပါရင်နော်ဒါဆိုလို့ရှိရင်ဒီသင်ခန်းစာလေးကိုလည်းရမယ်လို့ထင်ပါတယ်နော် နော်မူရင်းပုံလေးနဲ့ရှင်းကြည့်မယ်ဆိုလို့ရှိရင်မူရင်းပုံလေးနဲ့ရှင်းပြီးတော့ကြည့်လို့ရပါတယ်เนาะအဲ့တော့အဲဒီမှာဒါလေးကငိုမူရင်းပုံလေးပါ Okay ဒါဒါဒီရလေးကိုအမှန်ကြီးလေးဖြောက်လိုက်မယ်เนาะ Okay ဒါလေးကအခုလက်ရှိပြလိုက်တဲ့ပုံလေးနဲ့ဒါငိုပုံလေးပါเนาะ Okay ဒါဆိုလို့ရှိရင်အဲမိတ်ဆွေတို့အနေနဲ့ဒီသင်ခန်းစာလေးကိုလည်းလေ့ကျင့်ကြည့်လို့ရပါတယ်เนาะ အဲဒါလေးပြီးသွားပြီဆိုလို့ရှိရင်တင်းကျင်တယ်ဆိုလို့ရှိရင်လည်းတင်းလို့ရပါတယ်နော်လေယာဉ်တွေအကုန်လုံးပေါင်းကျင်တယ်ဆိုလို့ရှိရင်လည်းလေယာဉ်တွေကနေပြီးတော့အကုန်ကြီးဒီမှာဆိုရှင် flat down image အနေနဲ့လေယာဉ်တွေအကုန်လုံးပေါင်းလို့ရပါတယ်ပေါင်းပြီးသွားလို့ရှိရင်တင်းကျင်တယ်ဆိုလို့ရှိရင်အဲဆေးကို file ကိုသွားပြီးတော့ဆေးစွာလေးကိုနှိပ်လိုက်ပါနော် keyboard ကနေ control ရဲ့ scan နဲ့လည်းဆေးလို့ရပါတယ်โอเคအကွာမှာ ဘယ်ခက်မှာတိတ်မှာလဲပေါ့နော်ကိုသိမ့်ကျင်တဲ့ခန်းလေးကိုဒီမှာလာရွေးပြီးတော့တိတ်လို့ရပါတယ်နော်တိတ်မှာဆိုလို့ရှိရင်ဒီမှာဟို JPEG နဲ့တိတ်မှာလား PSD နဲ့တိတ်မှာလားဆိုတာလေးရွေးလို့ရပါတယ်နော်အဲ JPEG ဆိုတာကတော့ဓာတ်ပုံလေးအနေနဲ့တိတ်တာပါ PSD ဆိုတာပြန်ပြင်ကျင်တယ်ဆိုလို့ရှိရင်လည်းပြန်ပြီးတော့ပြင်လို့ရပါတယ်နော်ဒါလေးရရှိပြီးသားလေးလို့ရှိပြီးသားလေးမလို့ဆက်ပြီးတော့တိတ်လို့မရနော် PS ဒီမှာ quality မှာစနစ်ဆိုတာလေးထားပေးလိုက်ပါ Okay ဒါဆိုလို့ရှိရင်ဒီပုံလေးကိုပုံဟောင်းပြတဲ့သင်ခန်းစာလေးကိုလည်းရမယ်လို့ထင်ပါတယ်နော် ်အခုကိုစမပြရာရှိရင်နားမလည်ရရှိလို့ရှိရင်လည်း comment လေးမှာဝင်ပြီးတော့မေးလို့အဲအကျိုးရှိမယ်လို့ထင်ပါရဲ့ဒီတင်ခဲစာလေးကတော်တော်လေးလေးကြာသွားစေပါတယ်အဲ့တော့ဟိုကြာသွားတဲ့အလျောက်မေးဆွေးလို့တော့လည်းအကျိုးရှိမယ်လို့မျှော်လင့်ပါရဲ့နော် Okay အဲ့တော့ကျွန်တော်ရဲ့ဘောနော်ဒီပိတ်လေးကိုလည်းမေးဆွေးတို့ရဲ့တင်ခဲချင်းတွေကိုလည်းအဲတည်သွားအောင်မျှော်ပေးပါအောင်နော်ဒီပုံပြတဲ့တင်ခဲစာလေးကိုကိုကိုတင်ခဲချင်းတွေမှာကိုတည်တွေမှာ မဒီသိကျင်နေဆိုလို့ရှိရင်လည်းမျှော်ရပေးလို့ရပါတယ်เนาะโอเคအဲဒါဆိုလို့ရှိရင်အားလုံးရမယ်လို့ထင်ပါတယ်ခင်ဗျာအားလုံးပဲအဆင်ပြေပါစေခင်ဗျာ